ကိုပဲကိုပဲလူဆိုးဖြစ်ခဲ့ပြီးတင်လိုက်ရတယ်သူရဲ့ personal ကိုလှနှုတ်ခွင့်မပြောဘူးပေါ့เนาะအဲ့ဒါမျိုးရှိရဲ့အခုခေတ်ကကြတော့အရာရာဟာပြောင်းလဲလာကြပြီဒီ personal ကိစ္စဒီ personal ကိစ္စနိုင်ငံသားမှာပြိုင်မှုအတွက်ပြင်ပြီးသွားတဲ့ကိစ္စဒီနိုင်ငံသားမှာပြိုင်မှုရဲ့ကိစ္စဆိုတဲ့အတွက်ကြောင့်မှတ်နှုတ်အခုချိန်မှာဘာမှမပြောတော့တတူးနဲ့မဲကိုတောင်မှလက်ခံသေးတယ်ဆိုလို့ရှိရင်ဒီ personal နဲ့ပတ်သက်ပြီးတော့ဖြစ်ပြနေတယ်မဲရောသူ ready ဖြစ်ပြီဆိုလို့ရှိရင် ပြောတာเนาะလက်ခံပေးလို့ရမှာပဲ တကယ်လို့6ပြည့်ကင်းတဲလဲရှင်စင်ုံတကယ်လိုချင်နေဆိုလို့ရှိရင်အစတည်းက symbol စရွေးကြရ6ပြည့်ကင်းတဲလဲစင်နဲ့တည်းဒါဆိုလို့ရှိရင်တော့သူမရင်ဖြုတ်ခွင့်ရှိရဲ့လှမ်းလို့ခစ်တော့လို့ပေါ့လွန်ခဲ့ရဲ့ဆယ်နှစ်အခုကအကုန်လုံးကလွတ်လပ်ပေါ်ပါစားနဲ့လှုပ်ခွင့်ရှိရဲ့အချိန်မှာဒီ personal ကိစ္စတွေရှုပ်ထွေးလာလို့ရှိရင်လည်းလှမ်းလို့နေနေကဘာမှဝယ်မပြောလို့ဘာလို့လဲဆိုတော့လွန်ခဲ့ရဲ့ဆယ်နှစ်နဲ့အခုမြန်မာဘာမှမတူတော့ဘူးဟုတ် အာဟုတ်အဲဒါလမ်းကတင်ပြီးရဲ့အချိန်မှာဒါဆာမေးဝက်စစ်တာပေါ့နော်မီဒီယာဆရာဆရာမတွေကဆာမွဲဖြစ်တဲ့ဆာမွဲစစ်တဲ့အချိန်မှာ the flying colors နဲ့အောင်းတဲ့သဘောပေါ့နော်ဆဆချင်းသူလမ်းကမတင်ခင်မတင်ခင်တော့ကသူဖြေတဲ့ interview တွေလမ်းကလေးလာတယ်လေးလာပြီးရဲ့အချိန်မှာအားနေချက်လေးတွေကိုလမ်းကပြန်ကြည့်တယ် ပြီးခဲ့ခါကျတော့လန်နုအဲသူ့ထပ်ပြီးတော့ပေါ့နော်သူ့ကိုလန်နုတင်တယ်ဆိုတာထက်သူ့ရဲ့တကယ်စိတ်ထဲမှာရှိတဲ့ဟာမကြောက်မရွံ့နဲ့ပြောရဲအောင်လန်နုကနေ illicit လုပ်တယ်ပေါ့နော်အဲလန်နုအတွက်ကဒါမျိုးလေးတွေကို confidence building အပိုင်းကကျတော့လန်နုကဆရာမမဟုတ်လို့လားမသိဘူးဒီဘိုင်းလေးကျတော့နည်းနည်းဟိုနည်းနည်းကြွန့်ကျင်တယ်ပေါ့နော်ဟိုဟိုလိုမျိုး feed လုပ်ဖို့ကျတော့ information တွေဓာတ်ဖြည့်ဓာတ်ဖြည့်ဆို feed လုပ်ဖို့ကျတော့လန်နုကအဲ့အပိုင်းကမကြွန့်ကျင်ဘူးသူ့ရဲ့စိတ်ထဲမှာရှိတဲ့အစိတ်အမှန်ပေါ်တော့ဘွာရလာနေရတယ်အခုဒါသူအောင်မြင်သွားရယ်ပေါ့နော်သူကောင်းကောင်းသူ မကြောက်မရွံ့နဲ့သူ့ရင်ထဲမှာရှိရအောင်သူဖြေနိုင်တယ်။သူပြောရင်ပြောရင်းနဲ့အောင်မှာ emotional ဖြစ်ပြီးတော့ငြိမ်ရပိုင်းဝဲလာတဲ့အထီကိုပေါ့နော်။ဆိုတော့လည်းအရန်ကိုသဘောကျတယ်။အေးကိုတင်ပေးထားတဲ့ကလေးတယောက်ကပေါ့နော်တတ္တိရှိစွာနဲ့ခုဖြေရလာတယ်ဆိုတဲ့အချိန်မှာကြည်ရင်နဲ့တာ။ဟုတ် အဲဒါပေမဲ့ catwalk အပိုင်းကကြတော့လမ်းလို့ basic ပဲသင်ပေးနိုင်တယ်အဲလမ်းလို့ဆရာကျော်လင်းတို့ရှိမှာအဲကိုသွားပြီးတက်ထားတယ်အဲ့ဒီပုံစံလေးအတိုင်းပဲလမ်းလို့သင်တယ်သင်တဲ့အချိန်မှာလမ်းလို့သူတို့အမြဲပြောတယ်ဒါဆရာကျော်လင်းရှိမှာသင်တဲ့နီးနော်အဲအဲ့လိုအမြဲတမ်းပြောလေးရှိရဟာအဲအဲ့ဒီအပိုင်းလေးကသူရတယ်ပေါ့နော်ဒါပေမဲ့ဟိုလိုရှစ်လစ်ရှစ်လစ်တော့သူမလုတ်တတ်သေးဘူးပေါ့နော်အဲ့ဒါတော့အချိန်များလိုတာပေါ့အဲ့လိုလှည့်ဖို့လीဟုတ်ဟာ အာဆဆာချင်းမှာဒီညီမလေးအသားရေအရန်လှရဲဆိုတာလာနုတတိထားမိရဲ့အဲနောက်ပြီးတော့ပထမကျတော့သူအရန်ပင်မနဲ့မျက်နာလေးရှိတယ်နည်းနည်းလေးပြည့်နေတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့လှနုရှိလာရင်လာရင်လည်းသူအရန်ချိုးစားတယ် ပေါင်အရန်ပိန်ပိန်လေးကြသွားတဲ့အချိန်မှာလာနုသူ့ကိုအထင်ကြီးသွားတယ်ပေါ့ဒီအိမ်အောင်ရှင်တယောက်အနေနဲ့အပိန်ရှော့ဖို့ဆိုတော့တော်တော်ခက်တယ်လာနုကတော့စားတာပဲစိတ်ငြိမ်စားတာဆိုတော့အော်ဒီကောင်မလေးတကယ်လုံနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးရှိရဲအဲပြီးရခါကျသူစတမနာကောင်းသူစူးစားတယ် training နေအများကြီးယူတဲ့အချိန်မှာဟိုမှာပင်မန်းမှာလေးသူပင်မန်းလို့ရှိရင်သူ့ရေပြားလေးကလာနုလိုပဲပါတဲ့အခါကျမျက်တွင်းလေးချက်ချင်းကြတတ်တယ်အဲအဲ့ဒါလေးကိုတော့လာနုသူ့ကိုသတိပေးရမယ်ရှင်ဟာအဲ့ဒါလေးရဲ့နောက်ပြီးရခါကျတော့သူကအရန်ဇွဲရှိရဲတစ်ခေါက်ကဆိုရင်လာနုဒီဟိုဘက် ခရမ်းတံတားဘက်တွေလေအလူတွေကိုလိုက်လုတဲ့အချိန်မှာလိုက်သွားတဲ့အချိန်မှာမနေ့အစောကြီးကနေပြီးတော့ညဘက်10:00နာရီအထိနော်တနေရာပြီးတနေရာကိုကားမောင်းတာတောက်ဖက်ကြီးနဲ့နော်လုံးဝမငီးညီဘူးလှမ်းလို့ထွားတာဘေးမှာခေါ်ခေါ်နဲ့ငိုက်တာအိတ်သွားအဲ့တော့အော်ဒီကောင်မလေးကောင်းကောင်းလုံနိုင်နေဆွဲရှိရဲ့ပေါ့သူမှာစတမနာကောင်းနေပေါ့နော်အဲ့တော့ အဲ့လိုမျိုးမငီးမညူပဲနဲ့တနေ့လုံး run နိုင်မှာနိုင်ငံခြားမှာအဆင်ပြေမှာလေဟုတ်လမ်းတွေချိနဲ့တဲ့အဲ့လမ်းတို့2000နဲ့စခွန်2000ခွန်မှာအိမ်အောင်ရှင်အလားမယ်ကိုစပြီးတော့လုတ်ခဲ့တာပေါ့နော် heavy wall မှာလေအဲ့တော့အယောက်300လောက်လာကြတယ်အဲ့ဒီမှာလမ်းတို့ MS Miss ဆိုတဲ့အိမ်အောင်ဟိုတာတစ်ခုလက် အဲ့အိမ်အောင်ကွဲဒီအတွက်ကိုလာနုဖော်ထုတ်တဲ့အချိန်မှာသူတို့တွေကအားရပါရမိုက်ခွက်ကြီးနဲ့သူတို့ရဲ့ဘဝတွေကိုပြောပြကြတာအဲ့မှာနောက်နေလဲကြာလာနုအဲ့တော့စာအုပ်ထုတ်မယ်ကဲပြောဆိုလဲဆိုပြောကြတာပြောကြတာ miss ဆိုပြီးတော့ပါ miss elegant ဆိုပြီးလောက်ကြတဲ့အချိန်မှာအဲ့မှာသူရဲ့ယောက်ျားတွေရောယောက်ခမတွေကကောဟဲ့နင်ဒါကိုထုတ်ရဲထုတ်ကြည့်စာအုပ်ထုတ်ရဲထုတ်ကြည့်နင်ဒီဟာကိုတက်ပြန်ရဲပြန်ခိုင်းကြည့်ငါတို့နဲ့အတွေ့ပဲဆိုချင်းချောက်ပြီးဖုန်းမီဆက်ကြရရောအဲ့ဒါနဲ့လာနုကြောက်ပြီးစာအုပ်လည်းမထုတ်ရဲတော့သူရဲ့ရင်နှင်းဖြစ်တယ်ပေါ့နော်တချို့ကြတော့ separate တချို့ကြတော့အတူတူရှိနေတော့လဲပဲယောက်ျားတွေယောက်ခမတွေအနေကိုခံရတဲ့အချိန်မှာသူတို့ဒီအိမ်ကောင်ကွဲချင်တဲ့စိတ်ကိုဖြစ်ပြအာရပါရရှင်ဖွင့်ကြရတဲ့အချိန်မှာအဲ့ဒီခေတ်တုန်းကဒီလိုတွေ Facebook မှာတက်ရေးကြတယ်ခင်မဟုတ်2000ဆက်ခွန်ဆိုတော့အမဝက်ဝက်ကွဲအဲ့ Happy World မှာအဲ့မှာလမ်းတော်တော်အချင်းချောက်ခံရတာရှိရောအခုအချိန်မှာလွတ်လပ်စွာနဲ့အားလုံးကပြောခွင့်ရှိသွားပြီပြိုင်ခွင့်ရှိသွားတဲ့အချိန်မှာလမ်းတို့အရန်ပြောတယ်ပြီးတော့တချို့ကြတော့ယောက်ျားကိုယ်တိုင်ကပန်ပိုးပေးတယ် ကောင်းတယ်အရင်ပြောဖို့ကောင်းတယ်တချို့ကြတော့မဟုတ်ဘူးယောက်ျားကမပန်ပိုးတဲ့အချိန်မှာသူတယောက်တည်းယုံရတာရှိရတချို့ကြတော့ကွဲသွားတဲ့အနှိမ်ခံရတဲ့အချိန်မှာငါ့ကိုနှိမ်ထားတဲ့ငါ့ကိုမလှဘူးဆိုပြီးတော့နောက်တစ်ယောက်ရှာသွားတဲ့ဒီယောက်ျားနဲ့ငါ့ကိုနှိမ်ထားတဲ့ယောက်ခမတွေမြင်စမ်းဟဲဆိုသူအလှကိုပြတာတွေရှိရအားလုံးကိုနောက်နောက်အမြဲတမ်းအားပေးနေပါတယ်လို့အဲ့တော့စူးစမ်းပါလို့ကိုလှသေးရဲဆိုတော့ပြပါလို့ ခုချိန်မှာစောင်းလို့ထုတ်ထုတ်လာမှာအဲ့တော့စောင်းအဲ့တော့အဆောင်မထုတ်ရတော့အဲ့တော့အဲ့ PC အဲ့ဖုန်းတွေကလည်းပျောက်သွားတဲ့အခါကျတော့မရှိတော့ဘူးဗလန်နာရဲ့ Viber လို့ဟာမျိုးတိတ်တောင်မမှတ်မိတော့သူတို့အကုန်လုံးပို့ထားလန်အဲ့ recording လုပ်ထားတာကြီးအကုန်လုံးကမရှိတော့အဲ့တော့လန်တို့ကကြောက်ပြီးတော့လေအကုန်ဖြတ်ပြစ်တာတိလာဟိုကြောက်တတ်တာ哦အခုတော့ကြောက်တတ်တော့အဲ့တော့ကြောက်တတ်တာပြလုံအပ်တယ်အိမ်အောင်ရှင်နေမှာရင်ဖွင့်မှလိုရတယ်အဓိက good listener ပေါ့နော်ကိုယ့်ရဲ့ခံစားချက်လေးတွေကိုအာနားထောင်ပေးဖို့ကိုယ့်ယောက်ျားကိုလိုအပ်တယ်နောက်ပြီးကိုယ့်ရဲ့ခံစား ားချက်လေးတို့နားထောင်ပြီးပေါ့ကိုမိပါဆိုတာလိုအပ်တယ်ကိုမောင်နှမဆိုတာလိုအပ်တယ်ဒါပေမဲ့တို့တွေကကိုယ့်ကိုတကယ်အချိန်မပေးနိုင်ဘူးတကယ်ပြဿနာတက်တဲ့အချိန်ကျရင်ဒီမောင်နှမရင်းချတွေရပဲကိုယ့်ရဲ့အားနည်းချက်ကို ကိုရင်ဖွင့်ထားတဲ့အားနည်းချက်ကိုသူတို့ကနင်းပြီးတဲ့အခါကျကိုကိုနိုင်ွက်ယူတာအဲ့တော့သူတို့ကယောက်ျားကလည်းဟာမင်းဒါပဲလာပြောနေရပဲနားရှုပ်လိုက်တာဆိုတော့ယောက်ျားမကိုလည်းပြောချင်တယ်အဆင်မပြေဘူးအမေကိုပြောတော့လည်းအမေကအင်းအင်းအင်းသူတို့သူတို့ဘက်ကနေပြီးငွေကြေးဘယ်လိုထောက်ပံ့ပေးရမလဲဆိုပြီးစဉ်းစားတာတေချာနားထောင်ပေးဖို့ဆိုတော့မလွယ်တဲ့အချိန်ကျတော့သူတို့တွေကလှမ်းလို့လိုမျိုး အဲသူတို့တွေကလှမ်းလို့လူမျိုးပေါ့နော်ဒီနားထောင်ပေးတဲ့ relationship coach တွေစီကိုလာကြတာရှိရဲ့ရှင်အဲ့မှာလှမ်းတော့လဲဆက်စစ်ကျင်နာလဲပါတဲ့အဝါဒနာလဲပါတဲ့ခါကျညီမရင်းချလို့ပဲသူတို့ငိုကိုလဲငိုတည်ရမလားအဲ့လိုမျိုးနဲ့နားထောင်ကြရဲ့ကျွန်တော်သူစိတ်ပေါ့သွားတယ်ပြန်လှမ်းလို့ရှိရလဲဘဲမှမရဘူးလှမ်းတော့သူများကိုအတင်းမတုတ်တတ်ဘူးဝောပေါ်ပဲတက်တုတ်တာဆိုတဲ့အခါကျတော့အဲ့ဒါတော့ရတယ်အေးစေးရေးပါသူတို့နာမည်မထည့်ရင်ပြီးရောဆိုအဲ့လိုမျိုး ဟာအမေနာနုကနေပြီးတော့ယောက်ျားကြီးဖောက်ပြန်တာကိုရေးတာဒီဘသူတွေခံရလဲဆိုတော့ဟုတ်တာဆန်းခံရတယ်။ तू ဖောက်ပြန်နေချိန်မီ तू ကိုဝိုင်းဆဲကြတယ်။မဟုတ်အဲ့ဒါလာနုရင်းဖွင့်တဲ့သူတွေကနေပြီးတော့မမရဲ့အဲ့ဒါလေးတွေကို तू များတွေများဘလို့မတ်မလဲဆိုပြီးရေးပေးပါဆိုလို့လာနုကရေးတာအဲ့တော့ကန်ဆိုးသူမောင်ရှင်ကခံရရောဟုံဟုံလေးอ่ะဟုတ်။အဲ့ပေါ်အချောင် तू ကအဆဲခံ။ तू တပုံတွေတက်တက်လာပြီးအဆဲခံ။ तू လဲကြာတော့လူငယ်ပဲလေမခံနိုင်ဘူးပေါ့နော်။ဝမ်းနေတာတွေရှိရဲစိတ်ညစ်တာတွေရှိရဲဟုတ်။ ါဘယ်လိုခေါ်မလဲသူစိတ်ထဲမှာပထမတော့လာနုကလာနုရဲ့အောင်မြင်ဖို့လာနု follower ရဖို့လာနုရဲ့စီးပွားရေးအောင်မြင်ဖို့အတွက်ဘယ်လိုခေါ်သူအစဲခံရတယ်ပေါ့နော်ဆိုပြီးသူစိတ်မကောင်းဖြစ်တာကြီးအများကြီးရှိအခုတော့သူလဲဒူဘေဒါဘေးရနှစ်နှစ်လောက်ဆိုတော့ခံနိုင်သွားပါပြီဒါပေမဲ့တနာပါတယ်သူအမြဲသူသူ့မှာတော့ခံစားချက်ကတော့အမြဲရှိရလာနုကအပြစ်မပြောတော့တာဟုတ်အဲ့တော့လာနုကနည်းနည်းရစ်တာလေးလျှော့ပေး အမ်ဘယ်လိုခေါ်မလဲလာနူရောကတော့တယောက်ယောက်ကိုပေါ့နော်သူ့ကိုဆဲပြီးဘိုးပဲဖြစ်သူ့ကိုဆဲပြီးဆိုလာနူက comment တွေပြေးဖတ်တာပြီးအခုရနေ့ကိုဒီလိုပြဟာ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 ဆိုသူကမရှိနိုင်ဘူးသူကခံရတယ်လူတွေဆိုတော့အခါကျတော့ဟိုလာနူကိုဆဲရင်လေသူပါတာသူ့ကိုဆဲတာပဲအဲ့မှာလာနူကိုပြောရင်လေသူ့ကိုဆဲတာပဲသူ့ကိုပြောရင်လေသူ့ကိုဆဲတာပဲဆိုတော့လာနူကလွတ်နေတဲ့အရင်တော့ဆိုလာနူရုပ်ဆိုးတာကိုဝိုင်းဝိုင်းဟားကြတယ်မျက်လုံးကပြူတယ်နှစ်ဖူးကပြောင်းနေတင်မပြားတယ်ဘိုက်ကအဲ့လိုဝိုင်းပြောကြလာနူဆိုဘာကောင်နဲ့တူလို့ဆိုတော့အခုလာနူအရန်လာသွားပြီနော်သူ့ကိုပဲဝိုင်းဆဲကြလာနူ ရန်နေကြေးနေနဲ့နေကသူကတော့အရန်အားငယ်ဟုတ်အဲ့ဒါလာနုသူကသူ့ကိုတင်မဲ့အရာပေါ့နော်တရားတယ်မတရားဘူးဆိုတာကကိုယ့်ရဲ့အတွေးအာပိုင်ရှင်ကတော့သူနဲ့အဆင်ပြေအောင်သူလုပ်ရမှာပဲနိုင်ငံချင်းအပေးအယူတစ်ခုခုရှိတာအဖြစ်ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒါပေမဲ့တချို့လူမျိုးကကြတော့ပေးအိတ်တယ်လို့ထင်ရတယ်သိရမလားဒီမယ်နဲ့တထင်းတွေနဲ့ပေးအိတ်မှစုရတယ်မဟုတ်အဓိကအိတ်တယ်မအိတ်ဘူးကနိုင်ငံเจ้าမှာအိတ်တယ်မအိတ်ဘူးကိစ္စအဓိကမဟုတ်အဓိကနိုင်ငံအချင်းချင်းကဘယ်လိုခေါ်မလဲစီးပွားရေးအရာဘယ်လိုမျိုး ပေါင်းကူးလို့ရမလဲဆိုတာကိုအဓိကထားပြီးအလုပ်လုပ်ကြ။အဲ့မှာလာကြည့်ရတဲ့တထေးတွေကလည်းမယ်တွေနဲ့အိတ်ဖို့မဟုတ်ဘူး။သူတို့ဒီဒီကိုလာရင်းနဲ့မှဒီဝိုင်းမှတူတူထိုင်ရင်းနဲ့စီးပွားရေးတမအချင်းချင်းဖလှယ်ကြတာ။ ranking ညင်းတဲ့လူနဲ့နှိမ့်တဲ့လူနဲ့ပြေးပြီးတော့ကျွန်တော်ကိုကျွန်တော်ကျွန်တော်ကတော့ဘသူပါခင်ဗျားတွေ့ရဝန်သားပါတဲ့အလုပ်ကလေးတွေဆက်ပြီးလုပ်ဖို့အတွက်လာကြတာဆိုတော့ဒါသည်စီးပွားရေးပေါင်းကူးတတာတခုပဲ။အဲ့ဒီမှာမှကိုမြန်မာဆိုတာကနာမည်ကောင်းလို့ရှိရင်ငါတို့မြန်မာနဲ့အလုပ်လုပ်ချင်တယ်ဆိုရာကထွက်လာမှာပေါ့เนาะအဲ့ခါကျတော့ဒီမြန်မာတိစုရတာမရတာတိ ကိုနဲ့မဆိုင်ဘူးဒါကပိုင်ရှင်နဲ့ပဲဆိုင်တယ်ပိုင်ရှင်သည်ဒါသူသည် သူအဆင်ပြေရအောင်သူလုပ်နိုင်မယ်အဲ့တော့ကိုဘက်ကဆိုးရသည်ဖြစ်စေမရသည်ဖြစ်စေဘောပေါ်မှာတက်မြေးဖို့အရေးကြီးတယ်မတရားတာတွေလည်းမြင်နိုင်မယ်အဲ့ဒါကိုကိုသည် mature ဖြစ်တဲ့အနေနဲ့ဘာမလုပ်ရအောင်လဲဆိုဘောပေါ်တက်မြေးဖို့လှနုကမာလေးရှိတယ်ကလေးတွေပေါ့နော်ပြီးတော့ဘယ်လိုခေါ်မလဲကိုဘောပေါ်မှာတက်ရေးလိုက်လို့ရှင်ဘယ်နေရာမှာမှတရားမျှတရဲဆိုတာမရှိဘူး ဘာဆိုကိုမင်းအရင်မမျှတဘူးလို့ပဲထင်ပါပဲလေအဲ့တော့ဝေါ်ပေါ့ကိုတက်မရင်းနေဒါပေမဲ့တခခုဆိုရင်တော့ကိုရဲ့ National Director ကိုနည်းနည်းလှမ်းပြီးတော့ရေဖွင့်ပြီးတိုင်ပေါ့နော်အဲ့အဲ့လောက်တော့ရှိတယ်ဝေါ်ပေါ့တက်မရင်းနေပြီးွားလို့ရှိရင်ပွဲပြီးွားလို့ရှိရင်လေဒီပွဲရှင်ကြောင့်ကိုဟာအောင်မြင်လာတာဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးတင်စကားကရေးကိုရေးရမယ်နမို့ဆိုရင်ကို့ကိုတိလာပါမဟုတ်ဘူးသူဒီဒီ Asia အဲပွဲကိုတော့ပြိုင်နေစုရသည်ဖြစ်စီမပြသည်ဖြစ်စီတရားသည်ဖြစ်စီမတရားသည်ဖြစ်စီဒါတွေအားလုံးဒီ မပြောရဘူးမရေးရဘူးဒါပေမဲ့သူဒီ Mrs. မြန်မာတယောက်ဤတန်တာ Mrs. မြန်မာတယောက်ဖြစ်လာဖို့ဟာအကုန်ခံပြီးတော့ကျင်းပပေးခဲ့တာပွဲရှင်ဆိုတော့ပွဲရှင်ကိုကျေးဇူးတင်ပေးပါပြီးတော့ကိုကိုရွေးချယ်ခဲ့တာဒီ National Director သူမရွေးချယ်ခင်ကိုဟာ Mrs. မြန်မာဖြစ်လာ ਉ ဒါကြောင့် National Director ကိုကျေးဇူးတင်ပေးပါတကယ်လို့လမ်းခွဲရမယ်အလုပ်တူတူမလုပ်တော့ဘူးဆိုလို့ရှိရင်လည်းကိုကြောင့်သူတို့ကုန်ခဲ့ရတဲ့ ငွေကြေးတွေအားလုံးတစ်ခုခုပေါ့နော်ဟိုပြန်ပြီးတော့ပေးဆက်ပြီးတော့မှလွတ်လပ်စွာနဲ့ခင်မင်စွာနဲ့လမ်းခွဲပေးပါအဲဒါမျိုးလေးတွေပေါ့နော်လှမ်းလို့မယ်တွေသင်လေးရှိရဲ့ရှင့်အတုတွေလည်းထဲခွေမရှိဘူး ဟိုပြုတ်ပြင်းခွင့်လည်းမရှိဘူးအခုခေတ်မှာကတူးလဲထိုးလို့ရတယ်အတူတွေလဲစီလီကွန်တွေနဲ့ထပ်ခွင့်ရှိတယ်ပြုတ်ပြင်းခွင့်လည်းရှိတယ်နောက်ဆုံး transgender အောင်မှပြိုင်လို့ရတယ်အိမ်အောင်တွေလည်းပြိုင်လို့ရတယ်အရန်ကိုတိုးတက်လာပြီပေါ့ဆယ်နှစ်မှာအမြင်မကျင်းတော့ဘူးဆိုတဲ့အခါကျတော့အရင်ခေတ်တုန်းက personal ကိစ္စတွေရွှေရွှေရှက်ရှက်ဖြစ်တာနဲ့ crown တင်ရရှိတယ်လှမ်းလို့တင်ခဲ့ရတဲ့ crown တွေရှိပါတယ် personal ကိစ္စတွေပေါ့နော်ဒါမျိုးတွေဖြစ်ခဲ့ကြပါတယ်အခုမှမဟုတ်ဘူးအချိန်ကြီးတွေကဖြစ်ခဲ့ကြတယ်အဲ့တော့တွတ်တိုင်တဲ့လူတွေရှိရဲ organization ကိုဟဲ့ကျမတို့မသိဘူးရှင်တို့ကဘယ်ရသိလဲဆိုတော့မှတခြားလူ ီကတိုင်ရတဲ့အချိန်မှာ main crown တင်ပြီဆိုရင် organization ကတင်ဆိုလို့ရှိရင်တင်ခဲ့ရတာရှိတယ်ဒါပေမဲ့ဖလှနူကဖွင့်မပြောခဲ့ဘူးပေါ့ကိုပဲအစိုးခံပြီးတင်လိုက်ရတဲ့ဟာပေါ့နော်ဟုတ်ကိုပဲကိုပဲလူစိုးအဖြစ်ခံပြီးတင်လိုက်ရတယ်သူရဲ့ personal ဖလှနူဖွင့်မပြောဘူးပေါ့နော်အဲ့ဒါမျိုးရှိရဲ့အခုခေတ်ကကြတော့အရာရာပြောင်းလဲလာကြပြီဒီ personal ကိစ္စဒီ personal ကိစ္စနိုင်ငံသားမှာပြိုင်မှုအတွက်ပြင်ပြီးသွားတဲ့ကိစ္စဒီနိုင်ငံသားမှာပြိုင်မှုရဲ့ကိစ္စဆိုတဲ့အတွက်ကြောင့်မှတ်နှုတ်အခုချိန်မှာဘာမှမပြောတော့တက်တူးနဲ့မဲကိုတောင်မှလက်ခံသေးတယ်ဆိုလို့ရှိရင် ဒီ personal နဲ့ပတ်သက်ပြီးတော့ဖြစ်ပြနေတယ်မေဝော तू ready ဖြစ်ပြီဆိုလို့ရှိရင် ပြောတာเนาะလက်ခံပေးလို့ရမှာပဲတကယ်လို့6ပြကင်းတက်လက်ရှင်စင်ကိုတကယ်လိုချင်တယ်ဆိုလို့ရှိရင်အစတည်းက simple စရွှေကြရ6ပြကင်းတက်လက်စင်ပဲတင်ဒါဆိုလို့ရှိရင်တော့ तू မှရင်ဖြုတ်ခွင့်ရှိရဲ့လှမ်းလို့ခစ်တော့လို့ပေါ့လွန်ခဲ့ရဲ့ဆယ်နှစ်အခုကအကုန်လုံးကလွတ်လပ်ပေါ်ပါစွာနဲ့လှုပ်ခွင့်ရှိရဲ့အချိန်မှာဒီ personal ကိစ္စတွေရှုပ်ထွေးလာလို့ရှိရင်လှမ်းလို့နေနေရဘာမှဝယ်မပြောလို့ဘာလို့လဲဆိုတော့လွန်ခဲ့ရဲ့ဆယ်နှစ်နဲ့အခုမြန်မာဘာမှမတူတော့ဘူးဟုတ် ဘလို့ပြောမလဲဆိုတော့အဓိကကပေါ့နော်အမစ္စတာရောက်အနေနဲ့ကဟိုဘက်မှာဆူရတာမရတာကပဲပိုရေးကြည့်တယ်ဟိုဘက်မှာကောင်းလားကောင်းကောင်းမွန်မွန်ပြိုင်နိုင်လားမပြိုင်နိုင်လားပဲပိုပြီးတော့အရေးကြီးတယ်တချို့မစ္စတီလဲသူတို့မှာမဖြူစင်နိုင်ရှိမှာပဲဒါပေမဲ့မပေါ်ပေါက်လာဘူးမတိကြဘူးတချို့မစ္စတာတော့ တကယ်ဘလုတ်ဖဲနဲ့နာမည်ဖြတ်ခံရတာရှိရတချို့ကြတော့တကယ်လို့လို့တကယ်ဖြစ်တာရှိရပေါ့เนาะဆိုတော့ဒီလိုအပိုင်းနေဆိုလို့ရှိရင်တော့လာနုကလုံးဝဝေမဆွတ်ဖက်ဘူးဒါပေမဲ့လာနုတို့တုန်းကဖြစ်ခဲ့ဘူးတဲ့ personality personal နဲ့ပတ်သက်ပြီးတော့ရှုပ်ရှုပ်ထွေးထွေးဖြစ်တဲ့အတွက်ကြောင့်ဖြုတ်ပေးပါဆိုလို့လာနုဖြုတ်ပေးရရှိတယ်ဒါအဲ့ဒီခေတုံးကအဲ့တော့ဘသူနာမည်ပြတ်သွားလဲလာနုချုံနာမည်ပြတ်သွားတယ်ကိုယ့်ကလေးရဲ့အကြောင်းကိုလည်းကိုကမပြောရဘူးပရိသတ်ကိုမချပြရဘူးကိုပဲအမိုက်မဲခံတယ်အခု ဒီခေတ်မှာ10နှစ်ကြာသွားပြီဘယ်သူမှအမုန်းမခံတော့ဘူးဟုတ်အဲ့တော့အစဉ်ပြေရလို့ပါဘယ်သူပဲပြန်ပြိုင်အပိရဲ့လူကအပိမှာပဲအမပိရဲ့လူကအမပိဘူးပေါ့နော်လောလောဆယ်ကိုစားဖို့ကိုရှာနေရပေးမန်းနေ ဟုတ်ကဲ့ဣတနာဘယ်နေရာမှာဘာတွေပဲဖြစ်နေပါစေစူးစမ်းပါအဲဘယ်လိုခေါ်မလဲအရင်ပင်မန်းလာတဲ့တိုင်အောင်တော့မှနောက်ကိုမဆုပ်ပါနဲ့နောက်ဆုံးကတွိုင်းနဲ့ဒေါက်ခနဲ့ဂျိုးသွားရင်တော့မှဖနက်နှစ်ခုလုံးဖယ်လိုက်ပြီးတော့ခြေပလာနဲ့ပဲခြေပွားလေးထောက်ပြီးတော့တွားလိုက်ပါနောက်ဆုံးထိုင်လိုက်တဲ့အချိန်မှာကိုဝစ်ထားတဲ့စကက်ကကွဲသွားရင်တော့မှအဲ့ဒီအကွဲကိုချုပ်ရိုးကိုဖြီးချလိုက်ပြီးတော့ပေါင်ကိုတချမ်းထုတ်ပြီးရှောက်လိုက်ပါလို့ပဲလှနှုတ်ကပြောပြခြင်းပါတယ်ဘသူတွေဘလို့တိုက်ခိုက်တိုက်ခိုက် အခက်အခဲတွေဘယ်လောက်ပဲရှိရှိအပြုံးမပြတ်ပါနဲ့လို့ကျေးဇူးပါ